ကျောက်တောင်ကြီးအောက်ကိုရောက်နေတဲ့စပိန်နိုင်ငံကမြို့ငယ်လေးမြင်ရောင်ကြည့်လိုက်ပါတင်းနေထိုင်တဲ့အိမ်ရဲ့အမိုးဟာလူတွေဆောက်ထားတဲ့ကွန်ကရစ်မိုးမဟုတ်ဖ ೇನೆ နေတမ်းပေါင်းများစွာတက်တန်းရှိနေပြီဖြစ်တဲ့တန်ချိန်ထောင်ပေါင်းများစွာလေးတဲ့ကျောက်တောင်ကြီးတစ်ခုလုံးဖြစ်နေမယ်ဆိုရင်ရောဒါဟာတနအီတွေကဇာလန်တဘုံမဟုတ်ပါဘူးကမ္ဘာပေါ်မှာတကယ်ရှိနေတဲ့လူသားတွေရဲ့ဉာဏ်ပညာနဲ့သဘာဝတရားကိုအံ့ဩဖွယ်ရာပေါင်းစပ်ထားတဲ့မြို့တစ်မြို့ရဲ့အကြောင်းပါပဲဒီနေ့မှာတော့အိန်းတိုင်းရဲ့အမိုးဟာကျောက်တောင်ကြီးတွေဖြစ်နေတဲ့စပိန်နိုင်ငံက စက်ဒန်နီယယ်ဒေလာစ်ဘိုဒေဂါဆိုတဲ့ထူးဆန်းအောင်ဘွေမျိုးလေးစီကိုကျွန်တော်နဲ့အတူတူခရီးထွက်ကြရအောင်ပါစပိန်နိုင်ငံတောင်ပိုင်းအင်္ဂလူရှားဒေသရဲ့ရင်သက်ရှုမိုးဝေရာရှုခင်းနေကြတဲ့မှာစန်နဒီယယ်မျိုးလေးဟာတိတ်ဆိတ်စွာတည်ရှိနေပါလိဒီမျိုးကိုအဝေးကကြီးလိုက်မယ်ဆိုရင်တော့တောင်ကုန်းလေးတွေပေါ်မှာတိဆောက်ထားတဲ့တာမန်စပိန်မျိုးပြူလေးတစ်မျိုးလိုပါပဲဒါပေမဲ့မျိုးရဲကိုတင်ချေချလိုက်တဲ့အခါမှာတော့တင်မြင်မှုသမျှမျိုးတွေနဲ့လုံးဝမတူတဲ့ကဘာတစ်ခုလေးကိုရောက်သွားတယ်လို့ခံစားရစေမှာပါ ဒီမျိုးရဲ့လမ်းနေပေါ်မှာရှောက်သွားနေရတာဟာလိုင်ကူထဲမှာလမ်းရှောက်နေရတယ်လို့ပါပဲ။ဘာလို့လဲဆိုတော့တင်းရဲ့အပေါ်တစ်တစ်မှာအီယာမားကျောက်ဆောင်ကြီးကလမ်းတစ်ခုလုံးကိုအမိုးတစ်ခုလိုဖုံးလွှမ်းထားလို့ပါပဲ။အိမ်နေစားတော့ဆိုင်နေကော်ဖီဆိုင်နေအလုံးဟာဒီကျောက်ထောင်ကြီးရဲ့အောက်မှာဒါမှမဟုတ်အတွင်းထဲမှာပဲတည်ဆောက်ထားကြတာပါ။ဒီမျိုးရဲ့အထင်အရှားဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးနှစ်နေရာရှိပါရီ။တခုကတော့နေရောင်ကြီးလိုင်ကူလမ်းလို့အဓိပ္ပာယ်ရတဲ့ Kelly Severs Desova ဒီလမ်းကတော့နေရောင်ကြီးကောင်းကောင်းရပြီးတော့အပေါ်ကကြောက်ဆောင်ကြီးအောက်မှာဖွင့်ထားတဲ့စားသောက်ဆိုင်နန်းလေးတွေနဲ့အမြဲလိုလိုစီကားနေပါလိမ့်။သူရဲ့တစ်ဖက်ကမ်းမှာတော့အရေးလိုင်ကူလန်းလို့ခေါ်တဲ့ Sally Quivas de la Sombra ဆိုတာရှိပါလိမ့်။ဒီလမ်းကတော့သူ့နာမည်အတိုင်းပဲအရာမကြောက်တောင်ကြီးကလမ်းတစ်ခုလုံးကိုလုံးဝဖုံးလွှမ်းထားတာကြောင့်ရွေရသီရဲ့အပူအပြင်းဆုံးနေ့လေကင်းမှာတော့မှအေးမြပြီးအရေးကြာနေပါလိမ့်။ဒီလမ်းတစ်ခုရဲ့ခြားနားရိတ်ခံစားမှုကပဲဒီမျိုးရဲ့အဓိကဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါဆိုရင်မေးစရာရှိတာကဘာလို့ဒီလူတွေကဒီလိုအန္တရာယ်များတဲ့ကြောက်တောင်ကြီးတွေအောက်မှာနေထိုင်ဖို့ရွေးချယ်ခဲ့ကြတာလဲ။အဖြေကတော့ရိုးရှင်းပေမဲ့အင်မတန်ညံကောင်းတော့မှာဒီဒီကြောက်ဆောင်ကြီးတွေကတဘာဝတရားကပေးထားတဲ့ air conditioner တွေပါပဲ။သူတို့ကပူပြင်းတဲ့စပင်ရဲ့နေရာဒီမှာအိမ်တွေကိုအေးမြစေပြီးစောင်းရာဒီမှာတော့နှွေးထွေးမှုကိုပေးဆွမ်းမှာဒီ။လျှက်စစ်မီးကမကုန်မဲနဲ့24နာရီပတ်လုံးအပူချိန်ကိုထိန်းညှိပေးတဲ့ eco friendly အိမ်တွေတို့တော့မှတင်စားလို့ရပါပြီ။ဒါပြင် အမိုးမိုးဖို့နေရန်ကာဖို့ကုန်ကြစေကိုလည်းအကြီးအကျယ်တက်တာစီပါရီဒီမျိုးရဲ့တမိုင်းချောင်းကလည်းသူ့ရဲ့တိဆောက်ပုံလိုပဲအလွန်စိတ်ဝင်စားဖို့ကောင်းပါရီဒီနေရာမှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလေးကလူတွေနေထိုင်ခဲ့ကြပြီးရန်သူတွေအလွယ်တကူမတိုက်ခိုက်နိုင်တဲ့သဘာဝခံတပ်မျိုးတစ်ခုဖြစ်ခဲ့ပါရီဆန်ဒစ်ဆိုတဲ့နာမည်ကလက်တင်စကားဆပ်တန်နီဟီလ်ကနေပြီးတော့ဇင်းတလာရာဖြစ်ပြီးခုနှစ်ကြိမ်တိုင်းတိုင်းဘာမှမဖြစ်လို့အထိပ္ပယ်ရပါရီဒါဟာရန်သူတွေရဲ့ခုနှစ်ကြိမ်မြောက်တိုက်ခိုက်မှုမှာမှဒီမျိုးကိုသိမ်းပိုက်နိုင်ခဲ့တာကိုရည်ညွှန်းတာပါ ။နောက်ကဒလာဘူဒဂက်ဆိုတာကတော့ဝိုင်းချက်ဆက်ယုံနေလို့အဓိပ္ပာယ်ရပြီး။တချိန်ကဒီလိုင်ဂူရီထဲမှာအရေးသွင်းမြင့်ဝိုင်းတွေကိုတူလောင်ခဲ့ကြတာကိုဂုံပြုမိခေါ်ထားတာဖြစ်ပါသည်။ဒီနေ့ခေတ်မှာတော့ဆန်နယ်ဒေးဟာခင်းမိတဲ့လူနေမှုဘဝနဲ့ရှေးဟောင်းအမွေအနှစ်တွေကိုအောင်မြင်စွာပေါင်းစပ်ထားနိုင်ခဲ့ပါပြီ။ခီးသွွားတွေအတွက်ထူးခြားတဲ့အတွေ့အကြုံကိုပေးဆွမ်းနိုင်တယ်လို့ဒေသခံတွေအတွက်တော့ဒီကြောက်တောင်ကြီးတွေဟာသူတို့ရဲ့နေစဉ်ဘဝအစိပ်အပိုင်းသူတို့ရဲ့အိမ်သူတို့ရဲ့အမိုးကပါပဲဒီမျိုးလေးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုလေးပေးနေပါ ರೀ အဲ့တော့ကတော့လူသားတွေဟာ တဘာဝတရားကိုဖျက်ဆီးစီရမလို့ပဲနဲ့တဘာဝတရားနဲ့အတူရှင်တွဲပြီးအလားပါဆုံးတဲ့အထူးခြားဆုံးလူနေမှုဘဝတွေကိုဖန်တီးနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။ကဲပရိသတ်တွေရောဒီလိုထူးခြားစမ်းကြတဲ့ကြောက်တောင်အောက်ကမျိုးလေးကိုကိုယ်တိုင်သွားရောက်ခြင်းစိတ်ဖြစ်မိကြလား။ဒီမျိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုခံစားရလဲဆိုတာကိုမမဝင်ရောက်ဆွေးနွေးသွားပေးခဲ့ကြပါဦး။နောက်ထပ်ဗီဒီယိုတွေကိုလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ကမ္ဘာနဲ့ငါနေရာတွေအကြောင်းကိုဆက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်။